ဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကကျွန်တော်အများရန်ပြောတယ်အာယုံ၅ပါးထိတွေ့ခံစားခြင်းအာယုံ၅ပါးထိတွေ့ခံစားမှုအပေါ်မှာပဲကိုယ့်ရဲ့ decision ကိုမချပါနဲ့လို့ကျွန်တော် အများရန်ပြောတယ်ဘာလဲအာယုံ၅ပါးဟုတ်လားထိတာကြားတာမြင်တာနော်ထိတာကြားတာမြင်တာဟိုတွေ့တာဗောနော်အဲအဲ့လိုမျိုးအာယုံ၅ပါးထိတွေ့ခံစားမှုအစ်စ်မှာပဲဟိုဆုံးဖြတ်လိုက်တယ်ဗောအာငါမျက်စိနဲ့မြင်တယ်ဗော အဲမြင်နေပေါ့ဥမာပေါ့ကျွန်တော်ကျွန်တော်အနည်းသက်ဆုံးကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ဟိုကျွန်တော်အနည်းသက်ဆုံးပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်ကတက်စလာကားကြီးကိုကျွန်တော်ကစနောက်ပြီးတော့မှသူမဟုတ်ဟိုပိန်းကူဖမ်းတာပေါ့နော်အဲတက်စငါကားဝယ်လာဝယ်တယ်ပေါ့ဘန်ကောက်မှာပေါ့တက်စလာကားပေါ့အဲကျွန်တော်ကကပ်ရှင်တင်ထားလိုက်ဒါမဲ့တချို့လူတွေကအဲ့ဒီရဲ့အဲ့ဒီရဲ့ပုံပြန်ယူပြီးတော့မှကိုယ်စွဲအဘန်ကောက်မှာကားဝယ်နေတယ်ပါ냐ဒီဒီကားမျိုးစားကကျွန်တော်တို့ဝယ်လို့ရလား မောင်းလို့ရလားစီးလို့ရလားအဲအဲ့ဒီအချက်လက်တွေမသိဘူးကျွန်တော်တို့မှာအဲ့ဒီကျွန်တော်တို့နိုင်ငံမှာအဲ့ဒီအချက်လက်ကိုသိနိုင်တော့တဲ့အနေထားလည်းမရှိဘူးအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ရုပ်ဝတ္ထုရှားပါမှုပြဿနာကျွန်တော်တို့နိုင်ငံရဲ့ရုပ်ဝတ္ထုရှားပါမှုပြဿနာဖြစ်တဲ့အကြောင်းမို့အဲ့လိုကားတွေမြင်အထင်ကြီးတယ်ဆိုင်ကယ်ကြီးတွေမြင်အထင်ကြီးတယ်ပေါ့နော်ဟိုကျွန်တော်တို့နိုင်ငံရှားပါတာကိုရုပ်ဝတ္ထုပစ္စည်းရှားပါမှုကြောင့် Honda Fit လောက်စီးရင်တောင်ဗျာ အောက်တန်း Honda Fit Lock Honda Fit Lock မြန်မာနိုင်ငံမှာ Honda Fit Lock စီးရင်တော့ဟို Rickit လို့ကိုယ့်ကို ခံယူပြီးတော့မှဟိုအဲ့ဒီကားကိုလိုက်စီးကျင်တဲ့ကောင်မလေးတွေကိုဗျာနော်စားလို့ရတဲ့အနေအထားမျိုးမြန်မာပြည်မှာဖြစ်တယ်ဗျာဒါကျွန်တော်အောက်တန်းသားစကားပြောတာမဟုတ်ဘူးတကယ် light မှာရှိတဲ့အမှန်တရားပဲဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာရုပ်ဝတ္ထုပစ္စည်းရှားပါတယ်နောက်ဆုံးအဲ့ထက်နည်းနည်းလေးမြင်းတဲ့ကားမျိုးစီးရင်တော့ဟိုးအရင်တော့ခစ်ဆိုလို့ရှိလို့ရှိရင်မင်း ဟိုမင်းသမီးတွေ model တွေနှိမ်တာမဟုတ်တချို့တချို့ပေါ့အကုန်လုံးကတော့မပြောပါဘူးเนาะတချို့တချို့မင်းသမီးတွေ model တွေတောင်မှကားပေါ့ဟိုတင်သွားလို့ရတဲ့အနေထားပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းလူပဲလူဖြစ်တဲ့အတွက်ကြောင့်မို့တက်တော့တက်တာနေခြင်းနဲ့ဟောစီးတဲ့ဥစ္စာနဲ့နေခြင်းနဲ့ဒါပေမဲ့ကိုယ်နိုင်ငံကစီးပွားရေးမကောင်းတဲ့အခါရုပ်ဝိတုပစ္စည်းရှားပါတဲ့အခါကျတော့ဒီ Honda Fit တို့ဘာလို့ဆိုတာဈေးခံကားတွေမဟုတ်ဘူးကျွန်တော်ပြောတာလေ ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့တမက်ရိုးကြကားတွေပေါ့ဗျကျွန်တော်တို့မြန်မာနိုင်ငံမှာသုံးနေတဲ့ကားတွေဆိုကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့မပြောနဲ့ထိုင်းနိုင်ငံဒီမဲဆောက်လိုမျိုးနယ်စပ်မြို့ကလေးမှာတော့ကျွန်တော်တို့ရန်ကုန်ရွှေမြို့တော်ကြီးမှာမောင်းနေတဲ့ကားမျိုးတွေကျွန်တော်တို့မတွေ့ဘူးဘာဖြစ်လို့လဲဟို90 90 O တွေ O တွေ O နေပြီလုံးဝ O နေပြီ O ပဲမလဲ O school လိုမျိုး branded ရှိတဲ့ဟာကြီးမဟုတ်ဘူးဟိုဂျလုံးပလုံးတွေပြားသေးတာဟိုနိုးစီကွက်ကားတွေ သိလားဒါပေမဲ့노စီခွက်ကားတွေမောင်းနေနေဟောဘောင်းဝင်နေတာကျွန်တော်တို့မြန်မာနိုင်ငံဘာဖြစ်လို့လဲကျွန်တော်ပြောပြမယ်ရုပ်ဝတ္ထုပစ္စည်းရှားပါလို့ဘာဖြစ်လို့လဲစနစ်မကောင်းတဲ့အခါစီးပွားရေးမကောင်းစီးပွားရေးမကောင်းတဲ့အခါရုပ်ဝတ္ထုပစ္စည်းရှားပါတယ်ရုပ်ဝတ္ထုပစ္စည်းရှားပါတဲ့အတွက်ကြောင့်မို့ဒီဟာလေးကိုမြင်တာနဲ့ဘဝဖြစ်နေတာကျွန်တော်အမြဲတမ်းပြောပြတယ်ထိုင်းမှာ devil cat မြန်မာငွေစုလို့ရှိရင်3000ကျော်ပဲရှိတယ် time ပတ်စံနဲ့ဆိုလို့ရှိရင်ဘတ်ဆယ်သိန်းမပြည့်တပြည့်လောက်ပဲရှိတဲ့ devil cut ကိုလဲသမားတွေက installment အရေးကြအစင်းနဲ့ထုတ်ပြီးတော့မှစီးလို့ရတယ်တလမှသူတို့အနေဆုံး time လောက်သားတယောက်ကတလကိုဘတ်1000ကျော်ရတယ်အဲ့လိုမျိုးဘတ်ဆယ်သိန်းနဲ့ကားကိုတလကိုဘတ်9000 8000 1000သွင်းပြီးတော့မှဝယ်လို့ရတယ်မြန်မာပြည်မဟုတ်ဘူးကျွန်တော်ပြောပြတာလေမြန်မာပြည်မဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောပြတာမြန်မာပြည်မဟုတ်ဘူးအဲ့တော့ time မှာက ဘတ်ဆယ်သိန်းဆက်နဲ့သိန်းတန်တယ်ဆိုရင်တော့တလောက်ဘတ်တထောင်လောက်ပေးပြီးတော့မှဝယ်လို့ရတယ်သူရဲ့နိုင်ငံသားကအခြေခံလစာတလောက်တထောင်နှစ်ထောင်တထောင်မဟုတ်ဘူးတလောက်အခြေခံလစာ3000ကျော်နဲ့တွက်မယ်ဆိုလို့ရှိရင်တထောင်ကျော်အနည်းဆုံးရတယ် ကျွန်တော်ပြောတာအဲ့တော့လေသမားလိုမျိုးကိုလေကိုလေကိုလှုပ်တဲ့သူကိုရာကိုလှုပ်တဲ့သူကိုစိုက်ကိုကြီးကိုလှုပ်တဲ့သူကတော့အဲ့လိုမျိုးဘတ်ဆယ်သိန်းကျော်ဒဗယ်ကက်တွေဝယ်စည်းလို့ရတယ်အဲ့ဒီဘတ်ဆယ်သိန်းကျော်ဒဗယ်ကက်ကမြမပြည်လိုနေရာမျိုးမှာစီးလို့ရှင်အနည်းဆုံးသိန်း3000 4000 5000တန်တယ်ဒါပေမဲ့ထိုင်းမှာကားအလောက်မတန်ဘူးသိလားကျွန်တော်ပြောပြတာထိုင်းမှာကားအလောက်မတန်အဲ့ဒါဘာလဲဆိုတော့စနစ်ကြောင့် တိုးတက်လာတဲ့ဖွံ့ဖြိုးမှုစီးပွားရေးကောင်းမှုကြောင့်ရလာတဲ့အကျိုးအမြတ်တွေဟာရုပ်ဝတ္ထုပစ္စည်းမရှားပါတဲ့အတွက်ကြောင့်မလို့သူတို့နိုင်ငံမှာထိုင်းမှာဖာတွေပေါ်ပင်မဲ့ခံကျင်လို့ခံတာရုပ်ဝတ္ထုပစ္စည်းလိုအပ်ချက်ကြောင့်ဆိုတာထက်ခံကျင်လို့ခံတာတွေများတယ်ကျွန်တော်ပြောပြတာဒါပေမဲ့အဲ့ဒီဖာတွေကလည်းကျွန်တော်တို့မြန်မာနိုင်ငံကဖာတွေလိုလမ်းဘေးမှာအပင်အောက်မှာ ဟိုပြောတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖာမရှိရဘူးဖာတိုက်ဖြတ်တယ်ဘာညာဆိုပြီးတော့လမ်းမေးအောက်မှာခိုးကြောင်ကူးပွက်ကိုအမေပစ္စည်းကိုအမေမွေးလို့ပါတဲ့ပစ္စည်းနဲ့ရိုးရိုးသားသားဖာခံစားနေရတဲ့လူတွေအများကြီးเนาะအဲ့တော့အဲ့လိုမျိုးလမ်းမေးမှာမရက်တဲ့အဆင့်အနေနဲ့เนาะမော်ရယ်လုတ်တလို့လို့เนาะအကုန်လုံးမပြောဘူးเนาะမော်ရယ်တွေအကုန်လုံးမပြောဘူးเนาะမော်ရယ်လုတ်တလို့လို့မင်းသမီးလုတ်တလို့လို့နဲ့เนาะစီးပွားရေးအများကြီးပဲဗျာစီးပွားရေးသမားတွေနိုင်ငံခြားသွားရင်ခေါ်ွားတာတို့ဘာတို့ညာတို့ဟိုလမ်းပေါ်ကဖာမဟုတ်ပေမဲ့ ထိုင်းရဖာစေးလောက်တော့မရပဲနဲ့လှုပ်ရှားနေရတဲ့ဒါခင်ဗျားတို့မြင်တဲ့လူကုန်တန်းအတိုင်းဝိုင်းဆိုတဲ့လူတွေတောင်အဲ့လိုမျိုးတွေမြန်မာပြည်မှာအများကြီးမဖြစ်လို့လေစနစ်မကောင်းတဲ့အခါရုပ်ဝိတုပစ္စည်းရှားပါတဲ့အခါကိုလဲလူပဲရုပ်ဝိတုပစ္စည်းရှားပါတဲ့ဒဏ်ကိုမခံနိုင်တဲ့အခါကိုလဲမရှာနိုင်တဲ့အခါခုနပြောတဲ့ကိစ္စကိုအထင်ကြီးတယ်ကားလေးမြင်တာနဲ့အထင်ကြီးတယ်ငါးကြီးမြင်တာနဲ့အထင်ကြီးတယ်နော်ပြောပြတာမဖြစ်ဒါတွေကကျွန်တော်တို့ကရှားပါတာကိုအဲ့တော့ထိုင်းမှာ လူငယ်တယောက်က Honda Fit လောက်စီးပြီးတော့မှဘယ်ဆော်အောင်မှသွားကြောင်ပြီးအလကားလိုးလို့မရဘူးဒါမမရန်ရန်ပြောတာမြန်မာပြည်မှာအများကြီးရတယ်တိုင်းတရားလိုနေရာမျိုးမှာ Ferry ကားမောင်းတဲ့ကောင်တော်ဆက်ယုံကောင်ပါလေးတွေအများကြီးယူကြိုက်လို့ရတယ်ဒါအဖြစ်နော်အာငါတို့ဆက်ယုံကိုထိမခိုက်နဲ့ပါညာပြောတာမဟုတ်ဘူးဒီမလေးတို့နော်နင်တို့နှိမ်တာမဟုတ်ဘူးပြောပြတာရုပ်ဝိတုပြည်စီရှားပါတော့ကြောင့်အာဒီကိုကြီးကကားမောင်းတာသူကကားကြီးနဲ့ ခေါင်းကားကိုထင်ကြီးတယ်လေအဲ့ကားကဂျလုံးမလုံးနိုးစီကွက်ဆိုတာသူတို့မသိဘူးနိုင်ငံတကာမှာဒါနိုးစီကွက်မောင်းတော့မမောင်းဆိုတာမသိဘူးဟာဒီကားလေးနဲ့ကိုအဲ့ကားကြီးကိုကိုရောက်ရလဲမဟုတ်ဘူးအဲ့ကားလေးကိုစီးရဖို့ရေးကိုဘယ်လိုပြောရမလဲကာမဒါနာပေးရတယ်မြန်မာနိုင်ငံမှာအဲ့လောက်ထိချို့တဲ့လို့ကျွန်တော်တို့တော်လန်ရေးလုပ်နေတာ